တနင်္ဂနွေနေ့မွေးသူအားလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်နေ့ကနေ9ရက်နေ့အတွင်းမှာ ရှင်မန်းကျန်အောင်မြင်မယ်ဘဝချင်းတွေတိုးတက်မယ်ရတ္တန်တဲ့လူတွေပြန်လည်စတဲ့နိုင်မယ်ဘဝစစ်အောင်မြင်တိုးတက်မှုရှိမယ်ဆောင်ရွက်လိုက်တဲ့ကိစ္စမှသမျှကောင်းသောအကျိုးဆက်ကိုရရှိတယ်10ရက်နေ့မှာလုံးသမျှရည်ရွယ်သမျှအောင်မြင်ခြင်းတိုးတက်ခြင်းတွေရှိတယ် နှစ်ရက်နေမှာကုတ်ကိစ္စသမကလုပ်ဖို့ကိစ္စပူတွေချုံမယ်။သုံးရက်နေအဲ့ဒီနေ့ကဝေချေကံလက်လာပါကံကောင်းတယ်။တဏသိတိနက္ခဆန်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံတို့ကိုရင်မွေးဖျက်ပြီးတော့လူနဲ့ဆောင်ပေးပါ။လေးရက်နေ့မှာခီးကံကောင်းမယ်။အပြောင်းလဲကောင်းမယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။စမ်းပွက်မယ်။၅ရက်နေ့မှာပစ္စည်းပြောက်တတ်တယ်။ရန်တက်ခံနေရှင်ပြီးလောက်ရတတ်တယ်။ 6ရက်နေ့ကတော့ရာရာကောင်းချင်းကံကျမနဲ့တို့ထည့်ခြင်းရှိမယ်။သတင်းကျောလာပြည့်နေ့နဲ့တနင်္လာတိုက်ဆိုင်နေ့နေ့လည်းဖြစ်တယ်။ဘုရားနေကစားနေ့ရက်ဖြစ်ပါတယ်။ခုနှစ်ရက်နေ့မှာတော့အသွာလာနေတိုင်းကျူးဆိုက်ပြီးတော့နေထိုင်ရမယ့်နေ့တစ်ခုဖြစ်တယ်။ရန်တိုက်ခိုက်နေဖြစ်တတ်တယ်၊စိန်အောင်ရှိတဲ့ဖြစ်တတ်တယ်။တပတ်တာအတွင်းမှာကြာသာပရင်းနေဗုဒ္ဓနေငါနေမွေးသူတွေကောင်းကျိုးပေးပြီးတော့တနင်္လာနေ့စောက်ချန်နေ့မွေးသူများကြောင့် စိတ်နောက်စိတ်လေးတွေဖြစ်တတ်တယ်။အပြာရောင်ပန်းရောင် အနီရောင်တို့ကိုသုံးပေးပါ။နံပါတ်၃69အချိုးပေးတဲ့ကဏ္ဍဖြစ်သုံးဆွဲနိုင်ပါလေ။ပန်းရောင်နှင်းစီသုံးပွင့်ဖျားကတ်လူပူဇော်ပြီးအလိုရှိရာဆုတောင်းပါ။ထူးခြားစွာကောင်းခြင်းကံနဲ့ချိုးပေးခြင်းများဖြစ်ထွန်းလာပါလိမ့်မယ်။ယေရှုတင်ပါလေ။တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ။2025အောက်တိုဘာလ10ရက်နေ့ ခုနှစ်နှစ်တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုတွေအတွက် စီစဉ်လို့ကောင်းတယ်။ငွေဝင်နဲ့ပြန်ထွက်တယ်မမြဲဘူး။ကိုယ်ကိစ္စသာမကအလုပ်ဖို့ကိစ္စပေါ်တွေဂျုံမယ်။ရှင်ပြိုင်မှုတွေမအောင်မြင်မယ်။နာမည်အောင်မြင်မှုနဲ့ဘဝတိုးတက်မှုလုပ်ငန်းကံတလန်းအောင်မြင်မှုလမ်းကြောင်းတွေကိုဂျုံတွေ့ရလိမ့်မယ်။တရက်နေ့မှာအပြိုင်ဆိုင်အလုံးကိုကြော်လွှားအောင်မြင်နိုင်တယ်။နှစ်ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့ရတယ်။ သုံးရက်နေ့မှာယံပတိဘက်ကနေအလုံးကိုကြော်ပြီးဘဝတွတ်တဲ့မှုကိုရနိုင်တယ်။လေးရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တဲ့ခြင်းရှိမယ်။ငါးရက်နေ့မှာစိတ်နှောင့်ရှိတဲ့ကြားလေးကတွတ်တဲ့မယ်ငွေစုလိုက်ဝင်နေမယ်။၆ရက်နေ့မှာယံအလုံးကိုကြော်ပြီးလိုရာပြည့်စုံခြင်းနဲ့တွတ်တဲ့ခြင်းကိုကြော်မယ်။ခေါင်းရည်နေမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်တာတွေကြုံတတ်တယ်။ထူးခြားချက်က တော့ရဲ့နေရဒနာသိတိနကဆန်းရှင်တဲ့နေ့အဲ့ဒီမှာပတ်စံအချွေကိုမှွေးနတ်တာပဲပြန်ပြီးသူနဲ့ဆောင်မှာ6ရက်နေ့ကလာပြင်းနေ့တင်းလာနေ့နဲ့တိုက်ဆိုင်တယ်အဲ့ဒီမှာဖရာနေကစားနဲ့ပတ်သက်တဲ့ကုသိုလ်ကောင်းမှုကို ဆောင်ရွက်နိုင်တဲ့အနေအထားရှိတယ်ဒီတကားဒီကာလအတော်တွင်းမှာတင်းလာနေ့စောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးပြီးတော့တင်းငွေဗုဒ္ဓမွေးသူများကြောင့် စိတ်နောက်ရှေဖြစ်တတ်တယ်။နှစ်လေးကိုကနံချိုးပြီးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့လိုရာကိစ္စဆောင်ရပါ။အိမ်မှာရှိနေတဲ့သွားတိုက်ဆေးဘူးအဟောင်းတွေသဘွတ်တံအဟောင်းတွေကိုစွန့်ပစ်ပြီးအသစ်အစားတို့သုံးဆွဲလိုက်ပါ။ထူးခြားသောကံများပွင့်လာပါမယ်။ကျေးဇူးတင်ပါတယ်။အင်္ဂါနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ တရက်ကနေ9ရက်နေ့အတွင်းမှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်အရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တဲ့ဂျိုးပေးမယ်ရတ္တန်နဲ့လှုပ်တဲ့ပြောင်းလဲစတင်နိုင်တယ်ခရီးကိစ္စအစဉ်ပြေမယ်ကိုယ့်ရဲ့ရည်မှန်းချက်ရည်ရွယ်ချက်တရားသူတစ်ပါးနဲ့မတူလင်းကစားကိုလှုပ်တဲ့ကိစ္စတရားတပါးသူတဲ့တောင်းလို့နိုင်တယ်ဥတီကျဲပြောင်းပြီးတော့ခီးကိစ္စအပြောင်းလဲကိစ္စတွေမှာ အောင်မြင်မယ်တရက်နေ့မှာအရာရာတိုက်ခတ်ကြတိုးတက်ပြီးအောင်မြင်မယ်နေ့ရက်နေ့ မိကောင်းဆွေကောင်းထောက်ကူရမယ်ဘဝတိုးတက်မယ်။၃ရက်နေ့ရန်တက်ခဏနဲ့ရှင်ပြီးလောက်ရမယ်။၄ရက်နေ့ရှင်ပြန်မှုအောင်မြင်မယ်ဘဝကံကောင်းမယ်။ဒါပေမဲ့သူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်ပြည့်ဝနေ။၅ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စမ်းပွင့်မယ်လိုရာပြည့်စုံမယ်။၆ရက်နေ့မှာပစ္စည်းပြောက်တတ်တဲ့ခီးကိစ္စအစဉ်ပြေမယ်။၇ရက်နေ့ဝေကျေကံလုပ်ငန်းကံဘဝကံတိုးတက်မယ်။ဒီတစ်ပါးတော့ကာလအတော်တွင်းမှာသောရဏီယဓနသိတိနကစမ်းရှင်တဲ့နေ့ဖြစ်တဲ့ဝေကျိကိစ္စတွေဆောင်ရွက်ခြင်း ပန်းဆန်ကြွေစေးတစ်စီကိုအမွေးနဲ့သာပဲဖျံဖြစ်ပန်းဆန်ကြွေစေးတစ်စီကိုအမွေးနဲ့သာပဲဖျံပြီးသူနဲ့ဆောင်ခြင်းပြုပေးပါ6ရက်နေ့သတင်းကျိုးလာပြင်းနေဖြစ်ပါတယ်တနင်္လာနေ့နဲ့တိုက်ဆိုင်တဲ့အတွက်အနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ဂါရဝပြုခြင်းကိုဆောင်ရွက်ပေးပါဒီကာလအတော်တွင်မှာတနင်္ဂနွေသောကြာစနေမွေးသူတွေ ကောင်းကျိုးပေးတယ်တနည်းလားနဲ့ကြာသာပတိနေမွေးသူတွေဒုက္ခပေးတတ်တယ်အဖြူအစိမ့်မိကိုရောင်တကိုသုံးပေးပါနှစ်ခုကိုကနန်းနေကိုအကျိုးပေးတဲ့ကနန်းနေဖြစ်သုံးဆွဲနိုင်ပါတယ်ကောင်းကျိုးကကြမာများရစီရန်တို့ကအနီအောင်ပန်းပွင့်တို့ကိုဖျားတင်ပြီးလောရဆုတောင်းပေးပါကျေးဇူးတင်ပါတယ်ပௌထုနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ့ ခொနည်းနေ့တော်တွင်မှာအပြောင်းလဲနဲ့တိုးတက်မှုရှိမယ်။ရှင်ပန်းချက်စေအောင်မြင်မယ်။လူမျိုးခွဲချိုးပေးမယ်။ဝေးချေးကံကောင်းမယ်။နေရာပြောင်းလဲခြင်းရဲ့အနစ်သာရကောင်းကိုကြုံမယ်။မဖြစ်နိုင်မှုထင်တဲ့လူတွေလုတ်ကဲပြီးအောင်မြင်မယ်။တရက်နေ့ဟာကောင်းသောပြောင်းလဲနဲ့တိုးတက်မှုရှိစေတယ်။နှစ်ရက်နေ့မှာဝေးချေးကိစ္စ၊လုပ်ငန်းကိစ္စမှသမျှဆောင်ရွက်ခြင်းဖြစ်မယ်။သုံးရက်နေ့မှာ ရန်တိုက်ခံနေတဲ့ထိတိုက်တွေ့တတ်တယ်။၄ရက်နေရအရေးပါတဲ့ဆုံးဖြတ်ချက်စာရမယ်။၅ရက်နေမှာရပိုင်ခွင့်တွေပြန်လည်တောင်းဆိုရရှိမယ်။၆ရက်နေမှာအခက်ခဲဖြစ်ရှင်းနိုင်မယ်ဘဝတိုးတက်မယ်။၇ရက်နေမှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်တွေနှောင့်နေခြင်းကြံ့ကြခြင်းတွေကြောင့်ပဲ။ဒီတပတ်တာကာလအတွင်းမှာကြာသာပတိနေဗုဒ္ဓနဲ့စနေနေ့မွေးစုတွေကောင်းကျိုးပေးလိမ့်မယ်။တနင်္ဂနွေတနင်္လာနေ့မွေးစုတွေဒုက္ခပေးလိမ့်မယ်။အဖြူအစိမ်းမီကိုရောင်တော့ကို အကျိုးပေးတဲ့ရောင်တွေဖြစ်သုံးဆွဲနိုင်တယ်။နံပါတ်3ခုကိုကနိုင်နေအကျိုးပေးတယ်။ထူးခြားချက်က3ရက်နေ့အောက်တိုဘာဒနသိတိနေ့ကဆန်းရှင်တဲ့နေ့ဖြစ်တယ်။ပိုက်ဆံအဆုတ်တွေပြန်ပြီးတော့ကတ်ပြီးတော့စနေတကြအဆုတ်အနှုတ်တွေကိုသေချာသိမ့်ပြီးတော့တနေ့မှစုဖာစုပုံသေချာသိမ့်စီလိုက်ပါ ထူးခြားတဲ့ကံကိုရစေတယ်။6ရက်နေ့တတိယကျလာပြည်နေ့အဲ့ဒီနေ့မှာ တနည်းလာနေနဲ့တိုက်ဆိုင်တယ်အနေကစားကာတာတို့နာယူခြင်းအနေကစားတင်ခြင်းပြုပါအကြီးကဲများထံသွားရောက်ကာရဝပြုခြင်းကရော့ခြင်းပြုပေးပါဒီတစ်ပတ်အတွင်းကောင်းခြင်းကံကြမ္မာများရရှိခြင်းအတွက်အကြီးကဲတို့ကိုမောဇာတာပတိနေမွေသူအလုံးမင်္ဂလာပါ2025အောက်တိုဘာလ10ရက်ကနေ9ရက်နေ့တော်တွင်မှာရံများမယ်အတိုက်ခံများမယ် အခက်ခဲကြားမှတိုးတက်မယ်အထင်လွဲခံရတတ်တဲ့အာမခံခြင်းတာဝန်ယူခြင်းမပြုနဲ့ကြားရတဲ့ဆက်ရောရတတ်တဲ့တရက်နေ့မှာအရာရာသတိထားမယ်နှစ်ရက်နေ့မှာအညာဆိုးကင်းပြီးတော့စိတ်ချမ်းသာစရာတွေချုံမယ်သုံးရက်နေ့မှာ ခရီးကံကောင်းမယ်မိကောင်းဆွေကောင်းထောက်ပြုရမယ်ဒနာသိတိနက်ခတ်ဆန်းရှင်နေနေဖြစ်တဲ့အဲ့ဒီနေ့မှာဝေကြီးကိစ္စပြောဆိုခြင်းလုပ်ကင်ခြင်းတွေကြိုးပေးတယ် လေးရက်နေ့မှာအရာရာကံကောင်းခြင်းအစီပြေခြင်းနဲ့ဘဝတွတ်တဲ့ခြင်းတွေရှိပြီ။၅ရက်နေ့မှာလူယုံဒုက္ခပေးတတ်တဲ့သူတစ်ပါးကြောင့်ကိုယ်မှာအချမ်းစီအနောက်ဆက်တွေရှိတတ်တဲ့၆ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်နိုင်တယ်။အဲ့ဒီကသတင်းချုပ်လပြည့်နေအကြီးအကဲများထံဂရဝပြုပါ။တော့ရောက်ပြီးတော့ရှ िख ိုးချင်းဂရဝပြုချင်းမိဘဆရာသမားတို့ကိုကာရဝပြုခြင်းနဲ့ပြုရန်ကောင်းတဲ့အပြင်တနင်္လာနေ့နဲ့လပြည့်နေ့တိုက်ဆိုင်တော့ အနေကစားတင်ရမတော်ကောင်းတဲ့နေ့တစ်ခုဖြစ်တဲ့ခொနည်းနေ့မှာရပိုင်ခွင့်ပြန်ရခြင်းအခက်ခဲချော်လာခြင်းဘဝတိုးတက်ခြင်းတွေကိုကြုံမယ်ဒီကာလအတော်တွင်မှာကြာသပတိနေ့ဗုဒ္ဓနေ့တနင်္လာနေ့မွေးသူတွေကို ကောင်းချိုးပေးတယ်တနင်္ဂနွေငါမွေးသူတွေဒုက္ခပေးတတ်တယ်ငါခု ကိုကနအချိုးပေးတယ်အဖြူရောင်အစိမ်းရောင်မိခိုးရောင်တို့ကိုဝှက်ပြီးတော့အလိုရှိရာကိစ္စတွေလောက်ခံရင်အောင်မြင်မယ် ောင်းသောခံချက်များရဖို့အတွက်အဖြူရောင်ပန်းဖရားတည်ပြီးလိုရာဆုတောင်းပါကျေးဇူးတင်ပါတယ်။တောက်ချာနေမွေးသူအားလုံးမင်္ဂလာပါ။2025အောက်တိုဘာလတရနေ့ရနေ့ခုနှစ်ရနေ့တော်တွင်ဟာကောင်းသောကံကြမ်းလွှမ်းမှုနေတယ်။ရှင်မကြအောင်မြင်မယ်။မိကောင်းဆွေကောင်းထောက်ကူရမယ်။စုပေါင်းလုပ်ငန်းကြိုးပမ်းမယ်။မင်္ဂလာကိစ္စပါဝင်ပတ်သက်ရမယ်။တရနေ့မှာအရာရာကောင်းခြင်းတိုးတက်ခြင်းကိုရမယ်။ နှစ်ရက်နေမှာမတော်တဆနေကူဆမ်သုံးရက်နေမှာအရေးပါတဲ့ပြောင်းလဲတဲ့တိုးတက်မှုတွေကိုဖန်တီးနိုင်တယ်။လေးရက်နေမှာရပိုင်ခွင့်တွေလက်ဝဲပြရနိုင်တယ်။ငါးရက်နေကတော့အလုံးစုံဆင်ပြေခြင်းတိုးတက်ခြင်းကိုကြုံမယ်။၆ရက်နေမှာအပြိုင်ဆိုင်အားလုံးကိုကြော်ပြီးဘဝတိုးတက်မယ်။ခုနှစ်ရက်နေမှာအရဝင်းနဲ့ဆက်ဆက်မှုကနေကောင်းသောဂျိုးဆက်နဲ့တန်လန်းကိုပေါ်ထွန်းနိုင်တဲ့နေသားကံကောင်းခြင်းနဲ့တိုးတက်ခြင်းတွေကိုရရှိမဲ့သဘာဝကို ဘယ်နည်းကြုံတွေ့ရမှာဖြစ်ပါလဲ၃ရက်နေ့ကဒနာသိတိနခဆန်းရှင်တဲ့နေ့ဖြစ်တယ်အဲဒီနေ့မှာမတူညီတဲ့အမျိုးအစားအချွေစိတ်နှစ်ကိုပတ်စိတ်တဲ့ထည့်ပြီးတော့ဆောင်းလိုက်ပါလက်ပွင့်ချင်းကံကောင်းခြင်းတွေရှိ၆ရက်နေ့ကလာပြင်းနေ့တတိယလာပြင်းနေ့ဖြစ်တဲ့အတွက်အကြီးကဲများထံသွားရောက်၍ကတော်ပန်းစင်ခြင်းကတော်ဝပြုခြင်းများဆောင်ရွက်ပါတနင်္လာနေ့နဲ့လာပြင်းနေ့တိုက်ဆိုင်တဲ့အတွက်အနေကစားကာတာတော်ကိုလည်းရွတ်ဖတ်ခြင်း ပြုပေးပါထူးထူးခြားခြားကောင်းခြင်းခံတဲ့ရရှိလာပါမယ်ဒီကာလအတော်တွေမှာတနင်္လာနေ့ဧင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနင်္ဂနွေတောက်ကြမွေးသူများကြောင့်စေနောက်စစ်တွေဖြစ်တတ်ပါလေရှစ်ခုကိုကနန်းနေ့ကျိုးပေးပါလေအနဲ့ရောင်ပြာရည်ရောင်နဲ့ပြောင်တွေဝတ်ဆင်သွန်ဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါအရဝင်းနဲ့ဆက်ဆက်ပြီးလှုပ်တဲ့လှုပ်တွေကနေ့ ကောင်းသောကျိုးဆက်နဲ့တိုးတက်မှုတွေကိုရရှိကြိုးပမ်းသွားမှာဖြစ်ပါတယ်။လူရဆန္ဒပြည့်စုံခြင်းများရှိလာပါလိမ့်မယ်။ယေရှုတင်ပါတယ်။စနေနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ1ရက်နေ့ကနေ9ရက်အတွင်းအပြောင်းလဲတွေရှိတယ်။ရည်မှန်းချက်စေအောင်မြင်မယ်။စိတ်ကူးစိတ်တွေပေါ်နေတယ်ရဲရဲလို့ပါ။ပေါ်ပေါက်လာတဲ့ခွင့်ရည်တွေရတယ်ကိုယ့်အတွက်တကယ်ကြိုးပမ်းတဲ့ခွင့်ရည်တွေဖြစ်မယ်။ နေနေရလုံနေရဝင်းကျင်တွေအပြောင်းလဲစစ်တွေပေါ်မယ်။၄ရက်နေ့မှာကောင်းသောခံချမှန်နဲ့တိုးတက်မှုရှိမယ်။၂ရက်နေ့မှာရပိုင်ခွင့်နဲ့ပြန်လည်ရရှိနိုင်တယ်။၃ရက်နေ့အထူးကောင်းတဲ့နေ့ဖြစ်တယ်။ဒနာသိတိနဲ့ခန့်ဆန်းရှင်တဲ့နေ့ဖြစ်တယ်။နံပါတ်၃ညကနန်းနဲ့စိုးတဲ့ပိုက်ဆံတွေကိုဝင်းလန်စာပြန်ပြီးသူနဲ့ဆောင်မှာ။၄ရက်နေ့မှာရှင်ပြဲမှုမှမများအောင်မြင်မယ်။အစ်စ်မြဘဝတိုးတက်မှုကိုကြုံမယ်။၅ရက်နေ့မှာ ပြဿနာဟောင်းနေဖြေရှင်းနိုင်မယ်။ အခက်ခဲတွေပြင်လဲအောင်ဖြေရှင်းနိုင်မယ်။၆ရက်နေ့ပျော်ရွှင်စရာကောင်းတဲ့နေ့မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့နေ့လာပြည့်နေ့တရင်းကျော်လာပြည့်နေ့တင်းလာနဲ့တိုက်ဆိုင်တဲ့အနေကစားကာတာတို့ရွတ်ပါအနေကစားတင်မအကြီးကဲများထံသွားရောက်ခြင်းမိဘများထံသွားရင်ကတော်ပန်းစင်ပါခொနည်းနေ့ကဥတီကျဲပြောင်းပြီးလှုပ်တာဆင်ပြေတဲ့အရာရာကောင်းတဲ့အနေထားရှိတယ်တပတ်တာကာလအတော်အတွင်းမှာတင်းလာနေအင်္ဂါနေ့ဗုဒ္ဓနေ့မွေသူတွေကောင်းကျိုးပေးတယ် တနင်္ဂနွေနေ့စနေနေ့မွေးသူများကြောင့်စိတ်နှောင့်ဖြစ်ဖြစ်တတ်တဲ့တစ်ခုံကိုကနန်းနေကြိုးပြတဲ့အဝါရောင် လေးပေါ်ရောင်နှုတ်နေရောင်တို့ကိုဝစ်စစ်သောဆွဲပြီးအလို့ရှိရာကိစ္စဆောင်ရွက်နိုင်ပါနဲ့နေနီးပါးမှာရှိတဲ့အသက်အရွယ်ကြီးရင်သူတို့ကိုမုံအဟာရဈေးဝါလှူဒန်းခြင်းပြုပါကျေးဇူးတင်ပါတယ်